လိုအားလုံးပဲမင်္ဂလာပါဒီဘလော့လေးကတော့သူတို့အဖွဲ့မင်းဆောင်မျိုးမှာရှိတဲ့အပရက်ခဘလူးနဲ့မင်းကြီးစီကိုတွားရောက်လည်ပတ်ခဲ့တဲ့ဘလော့လေးပဲဖြစ်ပါတယ်ရှင်အဲ့ဒီနေရာလေးကိုကြာတော့လေးခေါ်တဲ့နာမည်အမျိုးမျိုးရှိတယ်ပေါ့နော်အမေဆိုတော့ဆုမေမေပြပြထားတဲ့အတိုင်းလေးပဲခေါ်ပြပေးလိုက်တယ်နော်။ဒါကတော့ဝင်ဝင်ချင်းမှရှိတဲ့လူဝဲပစ္စည်းလေးရောင်းနေဆိုင်လေးဖြစ်ပါတယ်ရှင်။အိပ်ဘေးမှာတော့အလူငွေလေးထည့်လို့ရတဲ့ပုံပေါ့နော်။ အဲ့နေရာလေးကဒေါ်လာလေးပတ်တဲ့တွေအတွက်ဖန်တီးထားတဲ့နေရာလေးလို့သိရပါတယ်။အဲ့ထဲမှာအေးဘူးလေးပန်းလေးတွေကိုယူဆောင်လို့ရအောင်လဲထည့်ပေးထားတယ်ပေါ့နော်။ဒါတော့အဝေးကနေမြင်နေရတဲ့ဘလူးနမင်းကြီးဖြစ်ပါတယ်ရှင်။ဒါတော့စရောဖွဲ့ဘလူးနမင်းကြီးနာမှာဖျားဖို့ဆူတောင်းနေကြတာပဲဖြစ်ပါတယ်ရှင်။ အဲ့မှာပေါ့နော်အရန်ဆူတောင်းပြပြီးတော့အရန်အတိတ်ထန်အောင်နေလို့လေနာမည်ကြီးတယ်ပေါ့နော်တွားရောက်လေပတ်ဖို့လေဆူကရော comment ပေးပါတယ်နော်သူတို့သွားတဲ့ချိန်ကနေရန်ပူနေတဲ့ချိန်ဆိုတော့လေအိမ်ထဲမှာကတော့အရန်တော့ပူတယ်ပေါ့နော်ဒါပေမဲ့ကြောက်ပြားတွေကနေပူရင်ကြောက်ပြားဆိုတော့လမ်းလျှောက်လို့တော့အဆင်ပြေပါတယ်ရှင့် အဲ့တော့ရောက်ရင်အဲ့လိုမျိုးပန်းကုန်းလေးတွေကတ်လူလို့လည်းရတယ်ပေါ့နော်အမွေးတိုင်လေးတွေလည်းကတ်လူလို့ရပါတယ်ပန်းလေးတွေလည်းကတ်လူလို့ရပါတယ်လို့သိရပါတယ်ရှင်ပြီးတော့အဲ့ဒါကတော့ပလုံးလေးတွေကနေကနန်းလေးတွေကိုနှက်ရတာပဲပေါ့နော်အဲ့မှာအဲ့ကနန်းလေးကိုကြည့်ပြီးတော့ချဲတို့နှလုံးကိုထိုးရင်တကယ်ပေါက်တယ်ဆိုပြီးတော့လည်းသိရတယ်ပေါ့နော်တကယ်လည်းပေါက်ကြတယ်ပေါ့နော် အဲ့ဒါကတော့ကျမနဲ့ကျမအမိနဲ့ဘောလုံးကိုအတူတူနိုင်ပြီးတော့ကနန်းညီဦးမှတ်နေတယ်ပေါ့နော်။ဒီကြတော့လည်းမကြည့်တတ်ပေမဲ့ဒီတိုင်းပဲအပြောသဘောအနေနဲ့တော့နိုင်ခဲ့တယ်ပေါ့နော်။တော်မီမီနဲ့ဆူရဲ့အန်တီနဲ့ပေါ့နော်အမဘလုံးတွေကိုနှိုက်နေကြတာပါပြီးတော့အဲ့နေရာကိုရောက်ရင်မီရှူမီပန်ပျောက်ကိုဖောက်ပေးရတယ်လို့လည်းသိရပါတယ်ရှင် ဲ့ဒါကတော့စုမောင်လေးပြောက်ကိုဖောက်ဖို့မိချစ်ချစ်ပြီးသူပြေးလာတာပေါ့နော် ပြောက်ကိုကလည်းအရန်ပောက်တယ်အမမိဘန်းနေပါဆင်ထွက်လို့ဖုန်းကိုနောက်ကိုစုံရင်းနဲ့ရိုက်တာတုံတော့တုံသွားတယ်ပေါ့နော်ဒါကတော့ဘလူးနဲ့မင်းကြီးရဲ့ဘေးကွင်းမြေမှာရှိတဲ့ရုပ်ထုကြီးငါရုပ်ပေါ့နော်တခြားတော့မပြောတယ်လို့မပြောတော့ဘူးနော်ဒါကတော့သူတို့တကြံလုံးကတိစားပူဇော်ထားတဲ့တေပုံစီဒီပွဲလေးလို့သိရပါတယ်ရှင်။ ီဘလော့လေးကတော့လည်းလောင်းနေပဲဆုံးသက်လိုက်ပါမယ်ရှင်အားလုံးပဲကြည့်ရှုပေးလို့လေအားလုံးကိုကြည့်သူအများကြီးတင်ပါတယ်ရှင်နောက်ထပ်ဘလော့ဒီမှာပြန်လည်ဆုံးတွေ့ကြမယ်နော်တတ